နေပြည်တော်ပြည်ပဆိုင်ရာလေဆိပ်ကိုပြည်တွင်းပြည်ပမှလေချောင်းလိုင်းများဆင်းသက်မှုနေခြင်းကြောင့်နိုင်ငံတော်မှပြန်လည်လွှဲပြောင်းရယူပေးဖို့ Asia World Company ကတောင်းဆိုထားပါတယ်။ Asia World Company ဟာလေဆိပ်တိစောက်ရေးလုပ်ငန်းစီမံကိန်းအဆင့်တစ်ကိုတိစောက်ခဲ့ပြီးထပ်မံတိစောက်ရမယ့်လေဆိပ်တိစောက်ရေးလုပ်ငန်းတွေနဲ့လက်ရှိကင်တွေဆောင်ရွက်နေတဲ့လေဆိပ်လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ရမှာနိုင်ငံတကာလေကြောင်းလိုင်းများဆင်းသက်မှုမရှိပါကဆက်လက်အရှုံးပေါ်မှာဖြစ်တဲ့အတွက်အခုလိုမျိုးနိုင်ငံပိုင်အဖြစ်ပြန်လည်လွှဲပြောင်းရယူပေးဖို့တောင်းဆိုခြင်းဖြစ်ပါတယ်။ လေချောင်းပို့ဆောင်ရေးနဲ့ညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးဝင်းဆွေထွန်းကနေပြည်တော်လေစိတ်ကိုနိုင်ငံတကာလေချောင်းလိုင်းအများစုဆင့်သက်မှုမရှိလို့နိုင်ငံပိုင်အဖြစ်ပြန်အပ်ဖို့တောင်းဆိုထားပါတယ်။ဂျာကိုလက်ခံပြီးနိုင်ငံတော်ကပြန်လည်လွှဲပြောင်းယူဖို့မယူဖို့ကတော့ဆွေးနွေးနေစေအဆင်ရှိပါသေးတယ်လို့နိုဝင်ဘာလ22ရက်နေ့ကပြောကြားထားပါတယ်။ နေပြည်တော်လေးစိတ်အဆောင်ပြေးလန်းတန်ဖိုးမပါကိုအမေရိကန်ဒေါ်လာ235ဒသမ18တသန်းအကုန်ကျခံတီဆောက်ခဲ့ပြီး2021ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ကမြေပြင်ဝန်ဆောင်မှုလုပ်ငန်းတွေကို Asia World Company လက်အောက်ရှိ Pioneer Aerodrome Service Company Limited မှတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အခုလိုမျိုးနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို BOD စနစ်နဲ့လုပ်ကိုင်မှုလုပ်ငန်းရယူဆောင်ရွက်ပြီးချိန်မှာစီးပွားရေးရတွက်ချေကိုင်းမှုမရှိခြင်းကြောင့်နိုင်ငံပိုင်အဖြစ်ပြန်လည်ရယူပေးဖို့တောင်းဆိုခြင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆန်စပါအသင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်ကစီးပွားရေးရရှုံးလို့ပြန်အမယ်လုပ်ငန်းတစ်ခုကိုနိုင်ငံတော်ကဆက်ပြီးရှုံးခံလုပ်ဖို့ဆိုတာကတော့ခက်ခဲနိုင်တဲ့အတွက်တခြားနည်းလမ်းရှာသင့်တယ်။တပ်ပါတီဖွဲ့စည်းတစ်ခုခုကအကြံဉာဏ်တောင်းခံပြီးဆောင်ရွက်သင့်တယ်။စီးပွားရေးလုပ်ငန်းရှင်ကတော့မျက်မယ်လို့ယူဆပြီးလုပ်တာပဲလေ။အကျိုးမြတ်ရမယ်ထင်လို့ယူထားတဲ့လုပ်ငန်း န်းကိုရှုံးလို့ပြန်တယ်ဆိုတာမျိုးကတော့မဖြစ်သင့်ပါဘူး။တခြားနည်းလဲစဉ်းစားသင့်ပါတယ်လို့ဆိုပါရယ်။မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမျိုးတော်ဖြစ်တဲ့နေပြည်တော်မှာအပြည်ပြည်ဆိုင်ရာလေဆိပ်တက်ကြီးကိုတရုတ်ပြည်သူသမ္မတနိုင်ငံမှာဝယ်သူချင်းဝင်စနစ်နဲ့မြန်မာအစိုးရနဲ့ Expo Info Bank of China တို့မှာ loan agreement ကိုလက်မှတ်ရေးထိုးပြီးစီမံကိန်းလုပ်ငန်းအစစ်တစ်ကိုအကောင့်ထည့်ဖို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။